လာပါရှင်။နိုဝင်ဘာလ18ရက်နေ့အတွက်မြို့တော်ရဲ့နေ့လည်ခင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီမှာတော့အင်ချူမေပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့မောတောင်မြို့ကိုတော်လန်ဟိတက်တွေတင်ပိုက်ထားပြီးမဲ့စစ်တပ်ရဲ့လေကြောင်းရံကြောင့်ဒေသခံတွေဆက်လက်ဆစ်ဆောင်နေရတဲ့သတင်းအပါအဝင်စိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကင်မွန်ဝင်နေတဲ့စစ်တပ်တပ်ဖွဲ့ဝင်တွေဒရုန်းနဲ့ဘုံးကြီးကျဲချတိုက်ခိုက်ခံရလို့နောက်ဦးတည်ဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရတဲ့တဲ့ရင်ကိုတိဆက်ပေးပါမယ်ရှင်။ ရန်ကုန်မော်လမြိုင်လမ်းမကြီးကြိုက်ထုံနဲ့ဘီလင်းကြားမှာကင်မွန်ဝင်နေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကိုဒရုန်းနဲ့ဘုံတိကျဲချတိုက်ခိုက်ခဲ့တယ်လို့တပြေညိုဒရုန်းတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါဗျ။နိုဝင်ဘာလ14ရက်နေ့ည8:54မိနစ်အချိန်မှာကြိုက်ထုံဘီလင်းကြားတပြေနီပရိဒါကျောင်းတော်ကျမောက်ချံအတွင်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်90ကျော်ကင်မွန်ဝင်နေတယ်လို့သတင်းရရှိရာကြောင့်တပြေညိုဒရုန်းတပ်ဖွဲ့ကဘုံတိသုံးလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ တိုက်ခိုက်မှုအတွင်းစစ်ကောင်မရှင်တပ်ဖွဲ့ဝင်၂ဦးသေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေရဲ့သတင်းပေးမှုအရသိရှိရကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတထုံခရိုင်တပ်မဟာ၁ PDF တပ်ရင်း8805တပ်ခွဲ၄၊တပြေညို drone တပ်ဖွဲ့မှရဲဘော်များကလုံဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မောတောင်မြို့ကိုတော်လိုင်းရေးတပ်တွေသိမ်းပိုက်ထားပြီးမြေ စစ်တပ်ရဲ့လေကြောင်းရံကြောင့်ဒေသခံတွေဆက်လက်ဆစ်ဆောင်နေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မြမထိုင်းနယ်ဆက်မောတောင်မြို့ကိုကရင်မျိုးသားအစည်းအရုံး KNU တက်မာလေးဦးဆောင်တဲ့တော်လိုင်းပူပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုက်ပြီးနောက်စစ်တပ်လေကြောင်းရံကြောင့်ဆစ်ဆောင်နေတဲ့ဒေသခံတွေမြို့ကိုမပြန်နိုင်သေးဘူးလို့ဒေသတွင်းသတင်းမြစ်တွေအရသိရပါဗျ။မောတောင်မြို့ကိုတော်လိုင်းပူပေါင်းတပ်တွေကနိုဝင်ဘာလ17ရက်နေ့မှာစတင်ထိုးစစ်ဆင်ခဲ့ပြီးနိုဝင်ဘာလ14ရက်နေ့၄ရက်မြောက်နေ့မနက်အစောမှာ စစ်ကော်မရှင်တပ်စခန်းကိုသိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။တော်လိုင်းပူပေါင်းတပ်တွေထိုးစစ်မဆခင်နိုဝင်ဘာလ10ရက်နေ့ကလေးကစစ်ကော်မရှင်တပ်ဟာလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်တာတွေရှိနေပြီးမြို့သိမ်းတိုက်ပွဲကိုတရင်ကြိုရတာကြောင့်ဒေသခံတွေဟာနိုဝင်ဘာလ10ရက်နေ့ကလေးကမြန်မာထိုင်းနယ်စပ်ကိုစစ်ဘေးတိမ်းရှောင်နေကြရတာဖြစ်ပြီးလူဦးရေထောင်ချီရှိတယ်လို့သိရပါဗျ။ဒါအပြင်နှစ်ဖက်တိုက်ပွဲများဖြစ်ပွားပြီးနောက်စစ်ကော်မရှင်တပ်မှလေကြောင်းနဲ့တပ်ရင်အားဖြည့်တင်းတာတွေကိုဇက်တိုက်လှုပ်ဆောင်နေပြီး နှစ်ဖက်စစ်ရေးတင်းမာနေကလေချောင်းရံကိုကြောက်နေရတာကြောင့်ဒေသခံတွေကနေအိမ်တွေကိုမပြန်ရေးသေးပဲဆက်လက်ဆစ်ဆောင်နေကြရတာဖြစ်တယ်လို့လည်းသိရပါဗျ။မော့တောင်မြို့ဟာနေဆက်ကုံသွဲရေးအတွက်အရေးပါတဲ့နေရာတစ်ခုဖြစ်ပြီးအရင်က KNU ဘိတ်တော်ရဲ့ခရိုင်တနင်္သာရီမြို့နယ်ရဲ့ဌာနချုပ်ဟောင်းနယ်မြေဖြစ်ကနှစ်ပေါင်း35နှစ်အကြာမှာတော်လန်ရေးပူပေါင်းတပ်တွေကပြန်လည်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြင်းချံမြို့နယ်ကစစ်တပ်အထိုင်ကိစ္စကံတိုက်ခိုက်ခံရပြီး စစ်သား5ဦးသေဆုံးကစကန်းဆွန်ခွာထွက်ပြေးတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ရှင်။မြင်းချံမျိုးနဲ့ခေါင်းခွဲကျေးရွာနဲ့ကံရွာကျေးရွာကြားရှိစစ်တပ်အခိုင်အခိုက်စခန်းကိုတော်လိုင်းရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Peacock Drone Team ကတရင်ထုတ်ပြန်ထားပါဗါး။နိုဝင်ဘာလ23ရက်နေ့မနက်6:55မိနစ်အချိန်ကမှအဆိုပါစစ်တပ်ဂိတ်စခန်းကို drone တပ်ဖွဲ့တွေကဗုံးဒီများကျဲချတိုက်ခိုက်ခဲ့ပြီးရနော်မြေပြင်မဟာမိတ်တပ်ဖွဲ့တွေကစစ်ကြောင်း၂ကြောင်းခွဲကဂိတ်စခန်းအတွင်းထိဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျာ အဆိုပါစစ်တပ်ဂိတ်စခန်းမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်15ဦးကျော်အထိုင်းကျတပ်ဆွဲထားပြီးတိုက်ခိုက်မှုအတွင်းစစ်သား5ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကဂိတ်စခန်းအားဆွန့်ခွာထွက်ပြေးသွားကြတယ်လို့ထုတ်ပြန်ချက်အရသိရပါဗါတော်လိုင်းတပ်ဖွဲ့တွေကဂိတ်စခန်းအားရှင်းလင်းရေးဝင်ရောက်လုပ်ဆောင်နေချိန်ငင်းချံမြို့မှစစ်ကူစစ်ကားများရောက်ရှိလာတာကြောင့်မိမိတို့ရဲဘော်များအထိခိုက်မရှိစေရန်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါဗါတယ်အဆိုပါတိုက်ခိုက်မှုကို Peak Drone Team နဲ့အတူ Justice Warrior တပ်ဖွဲ့ မဟာမိတ် drone တပ်ဖွဲ့များဖြစ်ကြတဲ့ MDF မြောင် drone ကြားခင်စိန်တပ်ဖွဲ့ Revolutionary Air Force မြင်းချန်ခရိုင်အမတ်၁၁တရင်လက်ယုံတန်း925ယောက်ကြားတပ်ဖွဲ့ငစုံအမှန်တည့်ယောက်ကြားတပ်ဖွဲ့ဒေါင်းမင်းကြီးတပ်ဖွဲ့နဲ့ထနောင်းမြေစစ်ကြောင်းတို့ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့တရက်ခရိုင်အတွင်းမှာတော်လိုင်းရေးတပ်ဖွဲ့ဝင်များလမ်းမိုင်းလုံခြုံရေးနဲ့စစ်ဆေးမှုအချို့ပြုလုပ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မကွေးတိုင်းတရက်ခရိုင်အတွင်းမှာပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရိုင်အမှတ်လေးတပ်ရင်းမှရဲဘော်တွေကလမ်းလုံကြုံရေးဆောင်ရွက်ခြင်းနဲ့လိုအပ်တဲ့စစ်ဆေးမှုအချို့ပြုလုပ်ခဲ့တယ်လို့တရက်ခရိုင်အမှတ်လေးတပ်ရင်းကသတင်းထုတ်ပြန်ထားပါတယ်။အမှတ်၁စစ်ဒေသတရက်ခရိုင်စီရေးလှုပ်ရှားရာဒေသအတွင်းမှာလုံခြုံရေးအရစစ်ဆေးဆောင်ရွက်မှုအချို့လုပ်ခဲ့ပြီးခရီးသွားလာရာမှာလိုအပ်တဲ့သတိပြုရမယ့်အချက်တွေကိုပြောဆိုရှင်းပြတာတွေလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ခရီးသွားပြည်သူတွေအနေနဲ့ မိမိတို့တပ်ဖွဲ့ဝင်များမှစစ်ဆေးမှုကြုံကြိုက်တဲ့အခါတွေမှာယုံကြည်စိတ်ချစွာအစစ်အစေးခံခြင်းဖြင့်ပူးပေါင်းပါဝင်ကူညီပေးကြဖို့ကိုလည်းအတိပေးထုတ်ပြန်ထားပါတယ်ရှင်။မြို့တော်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပြီးဆရာနာရှင်စနစ်စိုးလောက်ကနေအ мян ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးအန္တရာယ်အတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်ဖွဲ့သားများကစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်။